နော်အဲ့တော့နံပါတ်1မင်္ဂလာကပတိရူပဒေတာဝါတနော်ကောင်းမြတ်တဲ့နေရာဒေတာမှာနေထိုင်ခြင်းဒီမင်္ဂလာပါတဲ့ဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့နေရာဆိုတာဘဝမှာဘလောက်အရေးကြီးတယ်လဲဆိုတာကိုလည်းမြတ်စွာဘုရားဖော်ပြရာရောက်တယ်လို့ဦးဇင်းတို့ထင်ပါတယ်နော်ကြည်ပွားချမ်းသာဖို့အတွက်နေရာဒေတာဟာအလွန်အရေးပါတဲ့အခန်းကဏ္ဍမှာရှိတယ်ဆိုတာကိုစဉ်းစားရင်းနဲ့ဒီမင်္ဂလာကို나ယူကြည့်ညိုကြရနော် မင်္ဂလာတရားတဲ့ជីပွားချမ်းသာခြင်းကိုဖြစ်စေတတ်တယ်။အဲ့တော့ဦးဇင်းတို့ဒီနေရာမှာပฏิရူပံကောင်းမြတ်တဲ့ဒေတာကောင်းမြတ်တဲ့နေရာဆိုတာဘာလဲ။တဲ့တဲ့ပြောရရင်တော့မဉ္ဉံဘုံဉ္ဉံဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တဲ့မဉ္ဉံဘုံဉ္ဉံဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထီးជីပွားခြင်းချမ်းသာခြင်းကိုဒါအကြီးကျယ်ဆုံးသောမင်္ဂလာလို့ဆိုရမယ်။အဲ့ဒီအဆင့်ကိုမရောက်နိုင်သေးဘူးဆိုရင်လည်းပဲ အဲ့ဒီမဉ္ဇဉ်ပူဉ္ဇဉ်ကိုရစေနိုင်တဲ့ပါရမီကုသိုလ်ကောင်းမှုတွေကိုပြုလုပ်နိုင်ခြင်းကိုဒါအကြီးကျယ်ဆုံးသောမင်္ဂလာလို့ဆိုရမယ်အကြီးကျယ်ဆုံးသောအကျိုးစီးပွားလို့ဆိုရမယ်အဲ့ဒါလို့အကျိုးစီးပွားတွေကိုဖြစ်ထွန်းစေနိုင်တဲ့အယက်ဒေသအဲ့ဒါပရိဓုပပဲဒါအမျက်ဆုံးအနေနဲ့အမြင့်ဆုံးအနေနဲ့ပြောလိုက်တာပေါ့နောက်ပရိဓုပဆိုတာမဉ္ဇဉ်ပူဉ္ဇဉ်ကိုရစေနိုင်တဲ့အယက်တစင်းလျှော့ပြောရရင်တော့မဉ္ဇဉ်ပူဉ္ဇဉ်ရခြင်းရဲ့အထောက်ပံ့ကောင်းတွေဖြစ်တဲ့ ပါရမီကုသိုလ်ကောင်းမှုအထူးကို ပြုလုပ်ခွင့်ရတဲ့ပြုလုပ်စေနိုင်တဲ့အရတ္တေတာကိုပတိရူပတဲ့လေပြောရရင်တော့မြတ်စွာဘုရားသာသနာထွန်းကားတဲ့နေရာအရတ္တေတာမေဇီမန်ဒေတာဟုတ်လားဒါပတိရူပပဲဒါကတော့ဦးဇင်းတို့ဓမ္မရှုထောင့်ကနေပြီးတော့အစဉ်အမြင်ဆုံးကြည့်ပြီးတော့ပြောတဲ့ပတိရူပပေါ့ဦးဇင်းတို့လောကရေးရာနဲ့ကြည့်ပြောမယ်ဆိုရင်ပတိရူပဆိုတာဘာလဲပညာရှာသင့်တဲ့အရွယ်မှာ ပညာရှာလို့ကောင်းတဲ့အနေအထားမျိုးပညာရှာလို့ရတဲ့မစတဲ့ညောင်းတို့ကျောင်းဆရာတို့ရှိတဲ့နေရာမျိုးဟာအဲ့ဒါပတိရူပပဲပညာသင်ရမယ့်အနေအထားမျိုးမှာပညာသင်လို့မရလောက်အောင်ချွတ်တဲ့ခေါင်းပါနေတဲ့နေရာတွေအဲ့ဒါသူ့အတွက်ပတိရူပမဖြစ်ဘူးနော်စီးပွားရှာတဲ့နေရာမှာစီးပွားရှာတဲ့အရွယ်မှာကိုယ့်အတွက်စီးပွားဥစ္စာမဖြစ်ထွန်းစေနိုင်တဲ့အရက်ဒေသတွေအဲ့ဒါပတိရူပမဟုတ်ဘူးဟုတ်လားအဲ့လိုပဲဦးဇင်းတို့ကျမ်းမာရေးရှုတော်ကကြည့်မယ်ဆိုရင် ญาติဥรุဆိုွားတဲ့နေရာတွေစိစရာမရှိတဲ့နေရာတွေအလွန်ဝေးလံခေါင်တည်တဲ့နေရာတွေတော့ဘာဖြစ်လို့မှဘယ်နေရာကိုအလွယ်တကူသွားပြီးတော့ကုသကိုခဲရင်တဲ့နေရာမျိုးကိုဒါပြိတူပါလို့မခေါ်နိုင်ဘူးပေါ့နော်အဲ့ဒါလိုပဲပေးသက်ပေါင်းတော်ကလို့ဉာဏ်ရှိပါလေချက်တွင်ပြီးတော့စဉ်းစားရပဲပညာရဥစ္စာရဟုတ်လားကျမ်းမာရေးအရာအမျိုးမျိုးပေါ်လေမရရှိစေနိုင်တဲ့နေရာတွေလောကကြီးမှာရှိတယ် အဲ့လိုနေရာမျိုးမှာနေရင်တော့အဲ့ဒါမင်္ဂလာ စိတ်သုံးနေတယ်မကြီးပွားနိုင်ဘူးမချမ်းသာနိုင်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့တကုံဥထုံးမြင့်ကဒီကဒီကာထာလေးကို လင်္ကာရေးတော့ဘလို့ရေးတော့ကုသိုလ်ပညာဥစ္စာရဖို့တင့်ရာဒေတာအမြဲနေတဲ့ဟုတ်လားအလွန်ကောင်းပါတယ်သူ့ရဲ့လင်္ကာလေးတွေကမနေ့တုန်းကတောင်ဦးဇင်းမဆိုခဲ့ရဘူးဟုတ်လားနော်ဒါကြောင့်ပဋိဒုပ္ပဆိုတာဘာလဲနော် ကုသိုလ်ကောင်းမှုရဲ့ဥစ္စာရဲ့ပညာရဲ့ ရနိုင်တဲ့နေရာပေါ့ဒီနေရာမှာတချို့ကလည်းပဲအသက်အရွယ်ပိုင်းခြားလေးနဲ့ပြိတူပါကိုခွဲခြားပြတာတွေလည်းရှိတယ်။ဆိုပါတော့ပထမအရွယ်မှာဆိုရင်ဒါပညာရနိုင်တဲ့နေရာဟာသူ့အတွက်ပြိတူပါပေါ့ဒုတိယအရွယ်မှာဥစ္စာရနိုင်တဲ့နေရာဟာသူ့အတွက်ပြိတူပါတတိယအရွယ်မှာဆိုရင် ကုသိုလ်ရနိုင်တဲ့နေရာဟာသူ့အတွက်ပြိတူပါလို့ဒါကတော့ဦးဇင်းတို့အကြံဉာဏ်ခွဲခြားဝေဘာနာပေါ့လေအမြင်ဆုံးအနေနဲ့ဓမ္မရှုထောင့်ကပြောမယ်ဆိုရင်ယခုနာကပြောခဲ့ပြီ မဉ္ဉံဖူဉံကိုရရှိနိုင်တဲ့နေရာနော်တဆင့်လျှော့ပြောရရင်တော့မဉ္ဉံဖူဉံရခြင်းရဲ့အကြောင်းအထောက်ပံ့ဖြစ်တဲ့ပါရမီကောင်းမှုတွေပြုဖို့အခွင့်အလွန်သာတဲ့နေရာအဲ့ဒါပါတော့ပတိရူပာတဲ့အဲ့ဒါမိသားပေါင်းသူတော်ကောင်းတို့နေရာဆိုတာအလွန်ရေးကြီးတယ်ဒီနေရာမှာပတိရူပာဖြစ်တဲ့နေရာကိုဘာကြောင့်မင်္ဂလာရှိတယ်လို့ပြောရလဲမင်္ဂလာကိုဖြစ်စေနိုင်တဲ့နေရာလို့ပြောရတယ် နော်ဦးဇင်းတို့မင်္ဂလထဒီပဏီကိုရေးသားတော်မူခဲ့တဲ့ညောင်ကစတော်ကြီးကတော့ပတိရူပဒေတာဆိုတာတဲ့အနုတ္တရိယ6ပါးကိုဖြစ်စေနိုင်လို့အဲ့ဒါမင်္ဂလာရှိတယ်လို့ဆိုတာတဲ့ဒီစကားကိုဦးဇင်းတို့ရှင်းမယ်နော်ပတိရူပဒေတာအရာဆိုတာအနုတ္တရိယ6ပါးကိုဖြစ်စေနိုင်နေတယ်အနုတ္တရိယဆိုတာဘာလဲဆိုတော့သူတဲ့မြတ်တာမရှိတော့ဘူးပေါ့လေအမျက်ဆုံးတရား6ပါးလို့ဆိုတယ်အဲ့တော့လောကကြီးမှာ အမျက်ဆုံးတရား6ပါးရှိတယ်တဲ့အဲ့ဒီအမျက်ဆုံးတရား6ပါးဟာဘလောက်အရေးပါတယ်လဲဆိုလို့ရှိရင်အဲ့ဒီအမျက်ဆုံးတရား6ပါး ਨੇ ပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကျိုးကျေးဇူးခုနှစ်မျိုးရနိုင်တယ်လို့ဆိုတယ်ဒါပတိရူပဒေတာရဲ့မင်္ဂလာဖြစ်ပုံလေးကိုအကျဲချက်ပြီးတော့ပြောနေတာနော်အေးပတိရူပရမနေရရင်အနုတ္တရိယ6ပါးကိုရနိုင်တယ်အနုတ္တရိယ6ပါးကိုရမယ်ဆိုရင်အကျိုးကျေးဇူးခုနှစ်မျိုးရနိုင်တယ်အဲ့ဒီအကျိုးကျေးဇူးခုနှစ်မျိုးက တိုက်တိုက်ဆိုင်ဆိုင်ပဲသတိပဒံဒေသနာမှာမြတ်မြတ်စွာဘုရားဟောတာတဲ့သတိပဒံဒေသနာကိုပွားများအထုတ်မယ်ဆိုရင်ရရှိနိုင်တဲ့အကျိုးကျေးဇူး9မျိုးနဲ့ချွတ်ဆွတ်တူနေတယ်နော်အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုအကြံဉာဏ်ပြောမယ်ဗျာသတ္တနံဝိတုဒ္ဓိယတဲ့သတ္တဝါတို့ရဲ့တဏ္ဍာမှာရှိနေတဲ့ဖြစ်နေတဲ့နစိတ်ကိုညင်နွမ်းစေတဲ့ပူလောင်စေတဲ့ကိလေသာတရားတွေကိုတန်ရှင်းစင်ကြယ်သွားစေနိုင်တယ်တဲ့နံပါတ်1အကျိုး သောကပရိဒေဝနာသမတိတ်ကမာရတဲ့စိုးရင်ချင်းငိုကြွေးချင်းကိုလွန်မြောက်သွားစေနိုင်တယ်တဲ့အနုတ္တိယ6ပါးကိုပြည့်စုံမဲ့ဆိုရင်အကျိုးကျေးဇူး9ပါးရမယ်ဆိုတာတည်းကအကျိုးကျေးဇူး9ပါးကိုပြောနေတာနော်အင်းပြီးတော့ဦးဇင်းတို့ဒုက္ခဒေါမနတဏအထင်ကမာရတဲ့ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကိုချုပ်ငင်းသွားစေနိုင်တယ်တဲ့ညာယတအဓိကမာယအရိယမဉ္ဇဉ်ကိုရရှိနိုင်တယ် နိဗ္ဗာန်တသတိကိရိယာယနိဗ္ဗာန်ချမ်းသာကိုပူဉံဖြင့်မျက်မှောက်ပြုစေနိုင်တယ်တဲ့အကျိုးကျေးဇူးဘယ်နှမျိုးလဲခုနှစ်မျိုးအလွန်ထူးခြားလွန်ကဲတဲ့မြင့်မြတ်တဲ့အကျိုးကျေးဇူးခုနှစ်မျိုးပေါ့အဲ့ဒီအကျိုးကျေးဇူးခုနှစ်မျိုးသည်အနုတ္တရိယ6ပါးနဲ့ပြည့်စုံရင်အဲ့ဒါရနိုင်တယ်အဲ့ဒီအနုတ္တရိယ6ပါးကလည်းပဋိဒုပဒေတာမှနေမအနုတ္တရိယ6ပါးကလည်းရနိုင်တာအဲ့တော့ထူးကဲမြင့်မြတ်တဲ့အနုတ္တရိယတရား6ပါးဆိုတာဘာလဲနော်ဦးဇင်းတို့စာလုံးကတော့ ဓတနာနုတ္တရိယတဲ့မြင်တဲ့နေရာမှာတော့အကောင်းဆုံးမြင်ခြင်းတဲ့လောကကြီးမှာအကောင်းဆုံးမြင်ခြင်း။ဟောမြင်တာတော့ရှိနေတာပဲလေကိုမျက်စိကလည်းကောင်းနေတယ်။ပဝန်းကျင်မှာလည်းပဲအစင်းမျိုးစုံကရှိနေတယ်ဆိုတော့မြင်တယ်ဆိုတာကတော့ရှိတယ်။သို့တော့အကောင်းဆုံးမြင်ခြင်းကဘာလဲ။မြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့တပည့်တော်ကတွေကိုမြင်ရခြင်းဒီအဲ့ဒါအကောင်းဆုံးမြင်ခြင်းပဲတဲ့။ဘာပြုလို့လဲဆိုတော့ယခုနကပြောခဲ့တဲ့အကျိုးကျေးဇူးခုနှစ်မျိုးကိုရရှိနိုင်လို့တဲ့။ဟောနော်။ ဒါအကောင်းဆုံးမြင်ခြင်းပေါ့နောက်သဝနာနုတ္တရိယတဲ့ကြားတဲ့နေရာမှာလည်းအကောင်းဆုံးကြားခြင်းဆိုတာရှိတယ်တဲ့အဲ့ဒါပါလဲဆိုတော့မြတ်စွာဘုရားရဲ့တရားတော်တွေမြတ်စွာဘုရားရဲ့တပိသားသဘကတွေဟောတဲ့တရားစကားတရားစကားတွေကိုနားထောင်ရခြင်းသည်အဲ့ဒါအမျက်ဆုံးသောနားထောင်ရခြင်းပဲတဲ့ဒါကြောင့်လေယခုနကပြောခဲ့တဲ့အကျိုးကျေးဇူး9မြောက်ကိုရရှိနိုင်လို့ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့တတိယမြောက်အနုတ္တရိယကလာဘာနုတ္တရိယတဲ့ လောကမှာယာခြင်းအမျိုးမျိုးရှိကြတယ်နော်ဟိုဇနီးမောင်နှံတိန်တော်ဘက်ကိုရတာရှိတယ်သတ္တမိတွေကိုရတာရှိတယ်နော်ပညာရေးရတာရှိတယ်စီးပွားဥစ္စာရတာရှိတယ်အမျိုးမျိုးပေါ်လေရတာတွေလူတွေဟာရှာတဲ့အနေထားပေါ်မှာမူတည်ပြီးတော့ရတာတွေမရှိဘူးလားရှိတယ်အဲ့လိုရတာတွေထဲမှာအကောင်းဆုံးယာခြင်းကတော့လာဘာနုတ္တရိယတဲ့ဘာကိုပြောတာတုံးဆိုတော့ယုံကြည်မှုတတ္တာတရားကိုရတာတဲ့ ဘုရားရဲ့ဂုံဘုရားရဲ့ရည်သွေးတရားရဲ့ဂုံတရားရဲ့ရည်သွေးတန်ခါရဲ့ဂုံတန်ခါရဲ့ရည်သွေးကံကံရဲ့ကျိုးကိုယုံကြည်တဲ့တရတရားကိုရပြီဆိုရင်အဲ့ဒါရခြင်းတကရခြင်းထဲမှာအကောင်းဆုံးရခြင်းပဲတဲ့။ဘာဖြစ်လို့လဲ။ယခုနကအကျိုးတရားခုနှစ်မျိုးကိုရစေနိုင်လို့ဟုတ်လား။အေးနောက်ပြီးတော့ဥရှင်တို့သိခာနုတ္တရိယာတဲ့။နော်။ဟောအတတ်ပညာကိုသင်လို့တက်လာပြီပေါ့နော်။အဲ့ဒီမှာအကောင်းဆုံးအတတ်ပေါ့နော်။အကောင်းဆုံးအကျင့်ပေါ့။ အဲ့ဒါကိုသူရတယ်အဲ့ဒါဘာကိုပြောတာတုံးဆိုတော့သီလအကျင့်တမာရီအကျင့်ပညာအကျင့်ကိုကျင့်သုံးတတ်သွားတယ်ဘလို့ကျင့်ရမယ်လို့သိသွားတယ်အဲ့ဒါဒီအကျင့်တကအကျင့်ထဲမှာအမျက်ဆုံးအကျင့်ပဲပိဋကနုတ္တရိယလို့ဦးဇင်းတို့ပြောတယ်ပေါ့နောက်ဦးဇင်းတို့၅ခုမြောက်အနုတ္တရိယအမျက်ဆုံးတရားကပါရိစရိယနုတ္တရိယတဲ့လှုပ်ရွေးမှုပေါ့နော်အဲ့တော့နံပါတ်1မင်္ဂလာက ပတိရူပဒေတာဝါတ